ကိုင်းတိုင်းဝက်လက်မြို့နယ်တော်လိုင်းအင်အားစုနယ်မြေအတွင်သွာလာနေတဲ့ကားသမားတွေကိုအမျိုးသားညူကြီးအစိုးရအယုံကြည်လက်အောက်ခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖာတွေကအခုအောက်ခံမှုငွေကြေးပမာဏများလွန်လာကြောင်းအခုငွေနှုန်းလျှော့ချပေးဖို့စနားပြတောင်းဆိုမှုတွေရှိနေရလို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ17ရက်ကဝက်လက်မြို့နယ်အရှိချမ်းဝက်လက်ရှိမကလန် ဝက်လက်ပေါက်ကန်လမ်းတွေမှာသွာလာနေတဲ့ကားသမားတွေကို UNG လက်အောက်ခံဝက်လက်မြို့နယ်အပအပစစ်စေးကကတားဆီးအခွန်ကောက်ရမှာအခွန်နှုံးသားငွေကြေးပမာဏများလုံးတာကြောင့်အခွန်နှုံးသားရှော့ချပေးဖို့ကားသမားတွေနဲ့ဒေသခံတွေကအဲ့ဒီနေ့ကနေဇွန်လ13ရက်ထိ3ရက်ဆက်ဆန္ဒပြတောင်းဆိုနေရဖြစ်တယ်လို့ဝက်လက်မြို့နယ်ဒေသခံတို့ကပြောပါတယ်ဒီလိုဆန္ဒပြမှုဖြစ်ပေါ်တာဟာဝက်လက်မျိုးပအဖပစည်းကကကားသမားတွေစီကနေအခွန်ငွေကောက်ခံရမှာ စီတပေပါကိုတတ်မှတ်နှုန်းတထောင်ခွဲချက်ကောက်ခံတာကြောင့်ကာသမားတွေအနေနဲ့စီစင်းနှုန်းကျဆင်းနေတာကြောင့်အခွန်ငွေရှော့ချပေးဖို့တောင်းဆိုဆွေးနွေးပေမဲ့အဆင်မပြေတဲ့အတွက်အခုလိုဆန္ဒပြမှုဖြစ်ပွားခဲ့တာပါဆန္ဒပြတောင်းဆိုသူတွေကအခွန်ငွေရှော့ချပေးဖို့တို့ပြည်သူတွေအခွန်အလိုမရှိပြည်သူအတွက်အကျိုးမပြုဘဲအခွန်ကောက်ခံတဲ့ဘဲအဖွဲ့အစည်းမဆိုအလိုမရှိစတဲ့ကျွေးကြော်တန်းတွေနဲ့ဆန္ဒပြခဲ့ကြတာလို့ဆန္ဒပြမှာပါဝင်နေသူတွေကပြောပါတယ်